အော်တိုဘာလာပထမအပတ်မှာအမေရိကန်ဒေါ်လာကိုနိုင်ငံခြားငွေလဲလဲနှုန်း1985ကျပ်အထိရောက်ရှိလာတာကြောင့်လက်ရှိအစိုးရကာလအတွင်းစကြိတ်တဆေးမြေဆုံထပ်မံရောက်ရှိတာဖြစ်ပြီးအရောက်ဝယ်ကတော့နေပါနေတယ်လို့ငွေလဲကောင်တာနဲ့ဒေါ်လာငွေကြေးရောက်ဝယ်ပြုလုပ်နေသူတွေကပြောပါတယ်ပြီးခဲ့တဲ့စတေပါလာကုန်ပိုင်းလောက်မှာအမေရိကန်ဒေါ်လာကိုလက်ငင်းားဝင်လဲလဲနှုန်း1265ကျပ်ရောက်ရှိခဲ့ရာလက်ရှိကာလမှာဆက်လက်မြင့်တက်နေတာလည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ဩဂုတ်လလယ်ခန့်အထိနိုင်ငံသားငွေလဲလှယ်နှုန်းဟာဒေါ်လာကို7100အောက်မှာသာရှိခဲ့ရာကနေဗဟိုဘဏ်ရဲ့နိုင်ငံသားငွေလဲလှယ်နှုန်းတွေကိုတဖြည်းဖြည်းတိုးမြင့်တက်မှတ်လာခဲ့တာဖြစ်ပြီးစတေဘာ28ရက်ကနေစတေဘာလကော်ဝတ်တီနေ့စဉ်၅ချက်စီတွုံးမြင့်တက်မှတ်ခဲ့ကစတေဘာ30ရက်မှာဒေါ်လာငွေလဲလှယ်နှုန်းဟာ1255ချက်ထိတွုံးမြင့်ခဲ့တယ်လို့သိရပါဗျ။ ပြမဒေါ်လာဈေးကွက်နဲ့ငွေလဲကောင်းတာတွေဟာဗဟိုဘဏ်ရဲ့ရည်ညွှန်းနိုင်ငံသားငွေလဲလဲနှုန်းပေါ်မှာ30ချက်ဝန်းကျင်ကအချော့တေးပြုလို့ရောင်းဝယ်ကြတာဖြစ်ပြီးဒေါ်လာဈေးဆက်တိုက်မြင့်တက်နေတာကြောင့်အရောက်ဝယ်နှဲပါနေတယ်လို့လည်းငွေလဲကောင်းတာနဲ့ဒေါ်လာငွေချင်းရောင်းဝယ်ပြုလုပ်သူတွေကပြောပါဗျ။ဒေါ်လာဈေးကွက်အတွင်းရောင်းဝယ်ပြုလုပ်နေတဲ့သူတွေအနေနဲ့အခုလိုဒေါ်လာဈေးအမြင့်တန်းမှရှိနေတာဟာဈေးကွက်အတွင်းရောင်းဝယ်ကြဆင်းစေတာကြောင့်လက်ရှိဈေးနှုန်းထက်ကြဆင်းစေလို့တယ်လို့လည်းပြောကြားမှုတွေရှိပါဗျ။ အခုရက်ပိုင်းတွင်တရုတ်ငွေတက်ပိုးချမဲ့သတင်းတွေနဲ့အခုရက်ပိုင်းတွင်ဘန်အဒိုးနှုံးတွေချမဲ့သတင်းတွေဖြစ်ပေါ်နေတဲ့အပေါ်မှာငွေကြေးဈေးကွက်အတွင်းဈေးကစားမှုတွေဖြစ်ပေါ်နေတာလို့လဲဝါရီဒေါ်လာငွေဈေးကျွဲကျသူတို့ကသုံးသပ်ပါတယ် အခုလိုနိုင်ငံသားငွေတက်ဖို့မြင့်တက်လာပြီးမြန်မာငွေတက်ဖို့ကြဆင်းလာတဲ့အပေါ်မှာစီးပွားရေးပညာရှင်တွေရဲ့သုံးသပ်မှုတွေမျိုးမျိုးရှိနေပေမဲ့အခုဈေးနှုန်းဟာလက်ရှိအစိုးရကာလအတွင်းစက်ကြိတ်တွေအမြင့်ဆုံးဈေးကိုရောက်ရှိနေတာကြောင့်ဘဝဘဏ်အနေနဲ့ဝင်ရောက်ထိတ်ကျုံသင့်တယ်လို့လည်းမြန်မာစီးပွားရေးကြွဲကျေသူတချို့ကသုံးသပ်မှုတွေရှိနေပါတယ်။ဒီသတင်းကို Saturday News Bureau ကလေးလက်လက်ဝင်းကပေးပို့တာဖြစ်ပြီးကျမအီဖြိုးဝေကတင်ဆက်ထားတာပါ။